ကျွန်တော်ပြီးခဲ့တဲ့အပတ်ဘူလုံးနေ့လောက်နေမကောင်းပြီးခဲ့တာပထမဆုံးအချိန်ပြန်ရိုက်တယ်ပေါ့နော်ကျွန်တော်တို့တရက်တာကဘာရွှေစီခွက်တော့ချက်ဗီဒီယိုဖြစ်ပါတယ်အဲဒီကလာမှာကျွန်မလည်း queue site ကြပါကျွန်တော်တို့ကျွန်တော်ဆိုလည်းပူချက်ပြီးပြလိုက်ရတာစေုံတဲရတိဖြစ်သွားတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါပြတဲ့ကောင်မှာကျွန်တော်တို့ဒီနေ့ပေါ့နော် match match လာ26နေဘူလုံးနေ့တရက်တာအတွက်ကဘာရွှေစီနေတာဘလို့ဖြစ် လာနိုင်မလဲဆိုတာကိုဒီဗီဒီယိုလေးမှာသုံးသပ်ပြောကြားပြီးတော့ဖြစ်ပါတယ်အရင်ဦးဆုံးပေါ့နော်ဒီပညာပိုင်းကဘယ်လိုနေသားကြီးဖြစ်လာနိုင်လဲတွားကြည့်လိုက်အောင်ပေါ့နော်ကျွန်တော်ကဘာရွှေရဲ့စီအတကြချက်လေးကိုတစ်ချက်လောက်တွားကြည့်လိုက်အောင်ဗျာကဘာရွှေစီကလက်ရှိကဘာရွှေစီကဘာဖြစ်လဲဆိုဈေးငိမ့်နေတယ်ဗျာကဘာရွှေရဲ့တဘောတဘာဝကတက်တယ်ဒီနားလေးမှာဈေးငိမ့်နေကြရလို့တုံးလုံးလုံးမရဘူးကြတာတော့နည်းနည်းတော့ဒီမှာနည်းနည်းတော့ကြအောင်ဒါပေမဲ့အရင်ကြရင်ထားမဟုတ် ဒီမှာဒီနားမှာလည်းဈေးငိမ့်နေပြီးတက်တယ်အခုကကျနေရလားမဟုတ်ဘူးပြာဈေးငိမ့်နေတာကျတယ်လို့ပြောအောင်လို့ကျွန်တော်က3000ဈေးတန်းအောင်မမြင်ရသေးဘူးအဲ့ဒါဖြစ်တဲ့အခါမှာလက်ရှိကမ္ဘာရွှေဈေးကအတက်အားဒီမှာအတက်အားကောင်းခဲ့လို့လက်ရှိမှာဈေးငိမ့်နေခြင်းဖြစ်ပါတယ်တနည်းအားဖြင့်ကျွန်တော်တိကျပြောမယ်ဆိုရင်အပေါ်ကိုကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကြာတာပြီးနှစ်ကလေးဟာပေါ့နော်အပေါ်ဆိုရင်ကျွန်တော်တို့က3035အောက်ဆိုရင်ကျွန်တော်တို့ ပြီးခဲ့ပတ်ချာမျိုးဆိုရင်ပြီးခဲ့တဲ့အပတ်တောက်ချာနေလောက်ကလေးရပါတော့ကျွန်တော်တို့အပေါ်ဆိုရင်ကျွန်တော်3355အောက်ဆိုရင်3000ဈေးတန်းဒီချာမှာပဲဈေးအသက်ကြာပြင်းနေရလို့ပြောလို့ရတယ်ခင်ဗျာ3355အထက်လဲတရက်တာအပိဈေးနဲ့ဖောက်တန်နိုင်ခြင်းမရှိသေးသလို3000ဈေးတန်းအောက်မှာလဲတရက်တာအပိဈေးပေါ့နော်ကျွန်တော်တို့ခေါ်ရ day 1 canvas နဲ့ဖောက်ကြနိုင်ခြင်းမရှိသေးပါဘူးအဲ့ဒါဖြစ်တဲ့အခါမှာလက်ရှိကမ္ဘာရွှေဈေးကတော့ရှင်းပါလေကျွန်တော်တို့အပေါ်စီးရောင်းအောင်ဈေးဝယ်ဒါဒီ flow time နဲ့ဆက်ပြီးရောင်းဝယ်လုပ်မှဖြစ်ပါတယ်ကျွန်တော်တို့တော်တော်များများက လက်ရှိမှာကျုံနေတာဟာဈေးအသက်ပြင်ဈေးအကျပြန်လာမယ်ဆိုပြီးတော့အာအယောင်းဝင်နေကြတယ်ပေါ့တကယ်လို့မဟုတ်ဈေးတက်တယ်ဈေးအသက်ပြင်ကျွန်တော်ကဈေးငိမ့်တက်အနေထားလာတယ်ပြီးရင်ပြီးမှဆက်တက်မလားပြန်ကြမလားအဲ့ရဆက်လာမှာပေါ့နော်အဲ့ဘက်ကမှာကျွန်တော်တို့ကဈေးအသက်အားကောင်းနေချိန်မှာဟုတ်ပြီကျွန်တော်အဝယ်လိုက်မယ်အဝယ်လိုက်မယ်ဒါပေမဲ့ဈေးငိမ့်တဲ့နေအနေထားမှာလည်းကျွန်တော်တို့ကရှင်းပါလေအပေါ်ဈေးအောက်ဈေးကိုတိတ်ချပိုင်းခြားတတ်မှတ်ပြီးတော့ အပေါ်ရောက်အောက်ဝယ်အဲ့အနေထားတစ်ဖက်ကတော့ risk management လောက်တာပေါ့နော်အဲ့အနေထားနဲ့ကျွန်တော်တို့အကျိုးမြတ်ရှာလို့ရပါတယ်ကျွန်တော်တို့ကကဘာရွှေဈေးကိုကျွန်တော်တို့အယောင်းဝယ်လုပ်ဖို့ဆိုတာလက်ရှိကဘာရွှေဈေးကဘယ်လိုအနေထားရှိနေလဲကဘာရွှေဈေးရဲ့အနေထားအလားအလာကိုကျွန်တော်တို့သိချာသိနေကျွန်တော်အယောင်းဝယ်လို့ရပါတယ်ဒါမှလည်းကျွန်တော်တို့အများနဲ့ normal မှာမဟုတ်ဘူးပေါ့နော်ဘယ်သူမှဗျာကဘာရွှေဈေးကဟာဈေးတက်မယ်ဈေးငိမ့်တက်မယ်ဈေးကျမယ် တရားရခိုင်လို့မှန်အောင်တော့မှန်းနိုင်မှာမဟုတ်ဘူးအဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ကမှားသွားခြင်းရင်ကျွန်တော်တို့ဒီဘက်က risk management နဲ့ပြန် cover လုပ်အောင်ပါเนาะအဲ့ဒါဖြစ်တဲ့အခါဒီနေ့ကကျွန်တော်ဈေးညင်တဲ့အနေထားပဲဈေးညင်တဲ့အနေထားဖြစ်နိုင်တယ်တက်ရင်လည်းတကုတ်ရှိတာပေါ့เนาะမနေ့ကတရက်တန်နေထားမှာအသက်နဲ့ပြီးသွားတာဖြစ်တဲ့အခါမှာကျွန်တော်တို့၃ရက်ဆက်တိုက်ပေါ့เนาะအဲကျွန်တော်တို့ကြာတာပြေးတောက်ကြတင်းလာ၃ရက်ဆက်တိုက်အကြနဲ့ပြီးပြီးမှာမနေ့ကအသက်နဲ့ပြီးသွားတာဖြစ်တဲ့အခါမှာဒီနေ့မှာနည်းနည်းလေးဈေးအသက်အပေါ်ဆွဲတင်တာမျိုးတွေကြုံရနိုင်တယ် အပေါ်ဆွဲတင်မယ်ဆိုရင် ကျွန်တော်တို့ကဒီလောက်လောက်ထိကျွန်တော်တို့ဗျာ3048 3050လောက်ထိတော့နည်းနည်းမှန်းထားမယ်ခင်ဗျအဲ့လိုမျိုးဆို3035နာကပြန်ကြနေတာနှစ်ရက်စတိုက်လောက်ရှိနေမှာနှစ်ရက်30စတိုက်လောက်ရှိနေပြီဖြစ်တာပြတ်တကဒီနေ့ဗျာ3035နာတက်သွားပြီဆိုရင်ရောင်းမဲ့လူတွေမှာအများကြီးပဲကျွန်တော်တို့လိုပဲတွေးပြီးရောင်းမဲ့လူတွေမှာအများကြီးပဲအဲ့အယောင်သမားတွေရဲ့ risk management တနည်းအားဖြင့်ကျွန်တော်တို့ market မှာဆို stop loss လို့ခေါ်တာပေါ့နော်အရှုံးပိုင်းစည်းတမ်းတွေကိုစားတဲ့အနေနဲ့3048 3050အထိဆွဲတင်သွားနိုင်တယ်အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်ကတော့ဒီနေ့အတွက်ကဘာချွေကိုရောင်းမယ်ဆိုရင်ဖြင့်အပေါ်ကိုနည်းနည်းမြင့်ပြီးတော့ရောင်းစေခြင်းနဲ့ခင်ဗျဟုတ်ပြီလက်ရှိအခြေအနေအရဆိုရင်တော့လက်ရှိအခြေအနေအရဆိုရင်တော့ကျွန်တော်တို့ကဗျာလက်ရှိအခြေအနေအရဆိုရင်တော့ကျွန်တော်အချိန်တနင်္လာအတိုင်းတိုင်းကျွန်တော်တွားကြည့်မယ်ဆိုရင်အာကျွန်တော်တို့3030စည်းတမ်းဝင်ကျင်မှာဆိုရင်ကျွန်တော်တို့ဝယ်ဖို့အားပေးခြင်းနဲ့ ဇုံနေနဲ့ပြောပါဆိုရင်ကျွန်တော်3030နဲ့ဒီကြားရဲပေါ့နော်အဲ3050ကိုကြားပေါ့3030နဲ့3050ကြားပါဆိုရင်ကျွန်တော်ကဘာရွှေကိုဝယ်ဖို့အားပေးချင်ပါတယ်အရှုံးပိုင်းဈေးနှုန်းကို3000ဈေးနှုန်းအောက်ပေးပါအမြတ်ပိုင်းဈေးနှုန်းကတော့3030လောက်ထိယူလို့ရပါတယ်လက်ရှိအနေအထားဆိုအဝယ်အားပေးချင်တဲ့လက်ရှိ3665လောက်ကနေဝယ်ချင်လည်းရတယ်ဒါပေမဲ့အဲ့ဒါဆိုရင်တော့ကျွန်တော် risk နည်းနည်းတော့ပို့ယူရမှာပေါ့နော် ဟုတ်ပြီအရောင်းဆိုရင်တော့ကျွန်တော်တို့3035နာတစ်ချက်ကြီး3035အပေါ်ဒီမှာအချိန်တနားရဲ့အတိုင်းတာပေါ့နော်ဒီလို H1 အခုကြည့်နေရကျွန်တော်တို့အချိန်တနားရဲ့အတိုင်းတာကျွန်တော်တို့ market ခေါ်ရဆို H1 ကန်တယ်ဒီကန်နေတဲ့3035အပေါ်မဖောက်နိုင်ဘူးဆိုရင်ဖောက်တယ်ဆိုတာဒီ3035အထက်မှာဒီကန်တယ်က သူ့အလေက body နဲ့ဖောက်ပြီးပြီးသွားတော့ဆိုလိုတာဖြစ်ပါအဲ့လိုမဖောက်နိုင်ဘူးဆိုရင်3035နာမှရောင်းလို့ရတယ်တကယ်လို့3035အပေါ်ဖောက်တက်သွားရဲဆိုရင်တော့3050နဲ့3050အထက်မှာကဘာရွှေကိုကျွန်တော်တို့ short term ရောင်းလို့ရပါတယ်3000 30 3025လောက်တာကက်ထားပြီးရောင်းလို့ရပါတယ်အရှုံးပိုင်းစည်းတမ်းကတော့3060အထက်လောက်ပေးပါဒါလေးအောင်ဒီနေ့တော့ကျွန်တော်ကဘာရှိကိုဤပညာပိုင်းအရောင်းဝယ်လုံးတင်တဲ့စည်းတမ်းအနေထားလေးတွေဖြစ်ပါတယ် အဲဒီပညာပိုင်းရပါဒီနေ့တရက်တာကဘာရွှေရေပေါ့နော်တရက်တာအပိစေးတာကျွန်တော်တို့3035အထက်ပြန်ပိတ်ခဲ့မယ်ဆိုရင်တော့ကဘာရွှေနောက်ရက်ဒီမှာဈေးအသက်ပြန်အားကောင်းပါလိမ့်မယ်ဒီပညာပိုင်းရပါနော်အဲ့လိုမဟုတ်ဘဲနဲ့စန့်ကျင်ဘက်နေနေပေါ့နော်ဒီနေ့ကဘာရွှေရေတရက်တာအပိစေးတာပေါ့နော်ကျွန်တော်တို့3000ဈေးနဲ့အောင်ဈေးပိတ်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ကဘာရွှေကိုကျွန်တော်တို့ဒီပညာပိုင်းရပါနော်နောက်ရက်ဒီမှာ 2980လို့2980လို့လောက်ထိအနည်းဆုံးစီးပြန့်ကြတာတွေ့ရပါလိမ့်မယ်ခင်ဗျအဲ့ဒါဖြစ်တဲ့အခါဒီနေ့ပို့တော်ဦးနေပါတော့တနည်းအားဖြင့်ဒီရတပတ်အလဲရတရတာအပိစေရ3035အထက်ပိတ်မလား3030အောက်ပိတ်နိုင်မလားဒါမှမဟုတ်အရင်3ရက်3ကလိုမျိုးပဲ sideways ဆက်ပြေးတဲ့အနေနဲ့3035ချားပဲပိတ်သွားမလားဆိုပါဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါကတော့ဒီပညာပိုင်းရသုံးသက်ချက်လေးပါတရင်ချက်လက်ပန်းကိုတွားကြည့်မယ်ဆိုရင်တော့ ဒီနေ့ဘာဒေတာမှတော့မရှိဘူးဗျ။အတားဒေတာမှမရှိဘူး။ဒါမှမဟုတ်ချက် jury back code order ဒေတာတော့ရှိတယ်။ jury back code order MOM ဒေတာရှိတယ်။အဲ့ဒေတာကတော်တော်ညံ့မှန်ထားတယ်ခင်ဗျ။ပြီးခဲ့တဲ့လ3.1ပါ။ပြီးခဲ့ပါ3%တော့ plus ပြတယ်ဒါမဲ့ဒီလောက်မှာ0 -0.6 ဆိုတော့တော်တော်ညံ့မှန်မှန်ထားတယ်ဒါပေမဲ့ကဘာရွှေပေါ်အရင် effect ရှိတဲ့ data တော့မဟုတ်ဘူး effect ရှိမှာမနဲ့ပြန်ကျွန်တော်တို့ထွက်မှန်ပေါ့နော် GDP data ပြီးရင်တစ်ဖက်ကဒေါ်လာအင်းသက်ကိုကြည့်မယ်ဆိုရင်ဒေါ်လာအင်းသက်က104နာကိုပြန်တက်နေဒေါ်လာအင်းသက်က104အထက်အနည်းဆုံးလွတ်ကျွတ်ဖောက်နိုင်ဖို့လိုအပ်တယ်ခင်ဗျတရက်တာဖိတ်စေးတာ104အထက်မှာပိတ်ခဲ့တယ်ဆိုရင်တော့ဒေါ်လာအင်းသက်ရေတူအသက်ပြန်လာနိုင်တယ်အဲဒါဆိုရင်တော့သတင်းပိုင်းရဆိုရင်တစ်ဖက်ကတော်တော်များများမှန်းနေကြရေကဘာရွှေရေတူပြန်အံ့ကြပြန်မှန်းလို့ရပါတယ်ဒါမတရား၄အထက်မှာဒေါ်လာအင်းသက်တရက်တာဈေးမပိတ်မချင်းတော့ဒေါ်လာအင်းသက်ကရေတူအတအားကောင်းဖို့တော့တိတ်မလွယ်သေးတဲ့အနေအထားမျိုးတွေ့ရတယ် တပတ်ကလည်းကျွန်တော်တို့ကသတင်းတွေဖန်တီးနေကြသတင်းလူသားကြီး trend ကငြိမ်းနေတာကိုတွေ့ရမှာเนาะပြီးတော့တပတ်ကကုံတွဲကုံကိစ္စတွေရယ်နည်းနည်းငြိမ်းနေတယ်ဒါလက်ရှိကာလမှာကျွန်တော်တို့ Israel နဲ့ Palestine ကိစ္စတော့ပဲကျွန်တော်တို့နည်းနည်းလှုပ်လှုပ်ကက်ကက်ဖြစ်နေအနေထားကိုတွေ့ရတယ်ဘောเนาะအရန်ကြီးသတင်းတွေမထွက်သေးဘူးဒီနေ့သားကတပတ်ကကျွန်တော်တို့ကဘာချွတ်ထွေးတာကြီးတွေစိတ်အေးစရာလေးဖြစ်တယ်လို့ဒါမဲ့ချုံ ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကတစ်ဖက်ကစိတ်ပူစရာဖြစ်နေပါတယ်။ဘာလို့လဲမဲ့ဆိုလာမယ့်အပတ်တနင်္လာနေ့ဆိုရင်ကမ္ဘာရွှေရဲ့ဒီ match လတလတာဈေးပိတ်ပြီးဖြစ်ပါတယ်။အဲ့ဝင်းကျင်တဝိုင်းမှာကျွန်တော်ကမ္ဘာရွှေစရာသတင်းတွေမျိုးစုံထွက်လာနိုင်ပါတယ်။ဘာလို့ဆိုလက်ရှိမှာငိမ့်နေတာဆိုတော့လေ try ရဲ့သဘောတဘာဝတွေကကျွန်တော်အကြာကြီးတော့ငိမ့်နေမှာမထင်ပါဘူး။မကြာခင်သူသတင်းတစ်ခုခုထက်လောက်ပါလိမ့်မယ်။အဲ့သတင်းတစ်ခုခုထွက်လာမယ်ဆိုရင်အဲ့ကမ္ဘာရွှေစရာသုံးဆန်တိုင်းပေါ့နော်ကျွန်တော်အသက်ဖက်ဆက်သွားမလား ဒါပဲဒါပဲစတော့မလားမထင်မတဲ့အကြပြန်လာနိုင်မလားဆိုတော့တစ်ချက်တော့စောင့်ကြည့်အောင်ဖြစ်ပါတယ်အဲ့ဒါဖြစ်တဲ့ကမှာအခုလိုဈေးညီနေတဲ့ကာလမှာတော့ကဘာရွှေကျွန်တော်တို့ကအပေါ်စီအောက်စီတခြားတုံးတက်ပြီးတော့ Brisbane Bank ကောင်းကောင်းနဲ့ကျွန်တော်တို့ရှားတော့ယူထားကြပါကဘာရွှေစရာဈေးအလောက်ခတ်ကြမ်းပြီဆိုရင်ဒီခါလေးကျွန်တော်တို့ဈေးတက်တယ်ဆိုရင်တော့မဝယ်ဖို့မမီလိုက်တဲ့အနေအထားမျိုးတွေဈေးကျတယ်ဆိုရင်တော့မရောင်းဖို့မမီလိုက်တဲ့အနေအထားမျိုးတွေကြုံရနိုင်မှာကျွန်တော်တို့ကြတော့အပေါ်စီအောက်စီစောင့်ပြီးတော့ risk အနည်းဆုံးဈေးတောင်းကိုစောင့်ပြီးအယောင်းဝယ်လုပ်တဲ့လူတွေဖြစ်တာဖြစ်တဲ့အခါမှာ တစ်ခါလေမမီလိုက်တာမျိုးတွေဂျုံရနိုင်တာပေါ့လက်ရှိလိုမျိုးဈေးညင်နေတဲ့အနေအထားမျိုးဈေးက follow နည်းနည်းနဲ့ခပ်ပါပါပဲအလောက်ခတ်ဖြစ်နေတဲ့အနေအထားမျိုးမှာဆိုရင်ကျွန်တော်တို့ကရေရဲအယောင်းဝယ်လုပ်နိုင်ဖို့လိုအပ်ပါတယ်ခင်ဗျဟုတ်ကဲ့အာဒါလေးရောကျွန်တော်ဒီနေ့မရှိလာ26နေ့ပရိုဂရမ်တရတာကဘာရွှေစေကတော့ချက်ပီလိုဖြစ်ပါတယ်အခုလိုတုံးသက်ချက်ဗီဒီယိုတွေကိုအတူတူကြည့်ကြည့်နေဆိုတော့ကျွန်တော် YouTube channel လေးကို subscribe လုပ်ကြကြပါခင်ဗျကျွန်တော်စီမံဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့အခြေခံ online တက်တဲ့နေ့တက်ရောက်လို့ရပါတယ်အဲ့အရာနဲ့ပတ်သက်ပြီးလဲကျွန်တော်စီမှာစုံစမ်းမြန်နိုင်မှာခင်ဗျကဘာချွေထွေးတဲ့အားလုံးပဲဒီနေ့မိုင်းဆန်26နေ့မှာကဘာချွေစေးတက်ကြကိုမှန်မှန်ကန်ကန်အရောက်ဝယ်လုပ်ပြီးတော့အကျုံးမြန်မြန်မိုင်းဆန်နိုင်ကြပါစေခင်ဗျ